ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဒါမဲ့တန်းရောမတော်ချင်ဘူးဖေဖေလုံးဝရမတော်ချင်ဘူးအဲ့မှာအရင်ပုံမှလည်းတည်ကြတယ်တာဒိုလီမင်္ဂလာပွဲရှိပါလေလို့ပြောရတာတာမမှတ်မိဘူးလားတာဒိုလီမင်္ဂလာပွဲကိုမသွားခြင်းဘူးလား တာမသိလို့အဲ့မှာမင်္ဂလာပွဲဆိုရင်လေမုံတွေရောဆော့လို့ရတာတွေရောအများကြီးတယ်တားရဲ့တားတော့အဲ့ဒီကိုသွားပြီးပျော်သွားမှသိချတယ်ဒါမဲ့တားတယောက်တည်းဆိုရင်တော့ပြင်းစရာကြီးလေတခြားမောင်နှမဝမ်းခွဲတွေလည်းလာမှပြောဖို့ကောင်းမှာပေါ့အော်တားညီကိုမောင်နှမတွေကအဲ့ဒီကိုရောက်တော်မှရောက်နေပြီအမေတို့ပဲခုချိန်နေမသွားရသေးတာတားလေးရဲ့ကဲလာဒီတော့တားအမေနဲ့လိုက်ပြီးအထုပ်ပြင်ဖို့ကူညီပေးနော်ခင်မြတ်ကြီးမင်းအချိန်ဘယ်လောက်ကြာအောင်ပါလဲအထုပ်ပြင်နေတာမပြီးသေးဘူးလား ငါတို့ယထာ9နာရီတက်မှာပါဆိုမင်းအခုတီအေးစီလုံနေတော့လားငါတို့၄နာရီလောက်ခရေရဘူတန်ယုံကိုကြိုးရောက်နေရမှာလေတကယ်လို့ယထာထွက်သွားရင်ငါတို့ဘယူးဒုက္ခတွေဖြစ်ကုန်အောင်မှာယထာကဘာလို့အမြန်ကြီးထွက်မှာတော့ကျမတို့အချိန်မီရောက်မှာပါရှင်ကျမလည်းကျမညီမလေးမင်္ဂလာဆောင်ဘလောက်တောင်သွားချင်နေတော့သိရလားသူမှထားတဲ့ပစ္စည်းတွေလည်းအများကြီးဆိုတော့ထုတ်ဝပိုးရတာလည်းကြာတာပဲလေကျမအချိန်လေး10မိနစ်လောက်ပဲပေးပါအမြန်ပြီးအောင်လုပ်လိုက်မယ်ကောင်းပြီဒါဆိုလဲငါအင်တကားတွေဘာတွေကိုအကုန်လိုက်ဆက်လောက်အောင်မေး မင်းကမင်းအလုပ်ကိုသာပြီးအောင်လုပ်ထား။အော်မင်းတို့ကလေနည်းနည်းလောက်တတိလေးနဲ့လုပ်ပါကွာ။ဟမ်ဒါဘာလဲ။ခမရတို့ကမိကျိုးတွေကိုတအားဆွဲပြစ်တာပဲ။ကျွန်တော်ကကျွန်တော်သမီးလေးမင်္ဂလာဆောင်ကိုဘာလို့လီသေးမှမရှိစေချင်တဲ့ဟာကို။ကဲတော်သားကြီးငါမင်းကိုရှာနေတာဘလောက်ကြာပြီတုန်းသိရလား။နည်းနည်းအစောကလေးကဘေးရောက်နေတာတော့။နောက်ရက်ဆိုသမီးလေးဆက်နွေးလိမ့်ပွဲရှိရမလား။အဲ့ဒါကြောင့်သမီးနဲ့ဖခင်ကြောင့်သွားတာ။ဖခင်စီကိုအဆင်ပြေအောင်ဆူတောင်းချင်လို့လေ။ အခုအစားပြီးသူလက်အပြင်ထွက်ဖို့အချိန်မရတော့ဘူးဆိုတော့ခေါ်သွားတာကဲဒါနဲ့ဧည့်သည်တွေအတွက်ကပြင်ဆင်ပြီးပြီလားကြိုဖို့ရောအမောင်ကြီးကိုလှတ်ထားတယ်ဧည့်သည်တွေကိုကြိုခိုင်းမို့လေမင်းတို့ကအထဲဝင်ပြီးအမြန်လက်ဖြင့်ရေတွေမုန့်နေလောက်ကြတော့ခဏနေရောက်လာတော့မယ်ထင်တယ်ခဏကြာမှတော့နည်းနည်းချင်းရွာကိုဧည့်သည်တွေကရောက်လာကြပါတော့တယ်လေယာဉ်ပိတ်ရက်ဖြစ်တာမို့လို့ပိုလို့လေလူဆောင်နေပါတယ်ဒါနဲ့ဒေါ်သားတို့လည်းဧည့်သည်တွေကိုကြိုဆိုလိုက်ကြပြီးအိမ်ထဲကိုခေါ်လာခဲ့ကြပါတယ် ဟင်ဒါပါလေအကူကြီးရေအကူကြီးတို့တလောက်နှစ်တွေလည်းကြာနေပြီဟာဦးအခုချိန်တည်းဒီနှာခေါင်းပေါက်လောက်အိမ်ကျင်းကျင်းလေးကိုမပြင်နိုင်ကြသေးဘူးလားတလောက်အိမ်ကျင်းကျင်းလေးထဲမှာကျမတို့ဧည့်သည်တွေအများကြီးဘလို့နေကြရမှာလဲပြီးတော့ကျမတို့ဆွေမျိုးသားချင်းတွေကလည်းတလောက်အများကြီးဟာဦးဒီလိုမှန်းသိရင်ကျုပ်တို့အိမ်ကိုလာပြီးမင်္ဂလာပွဲကျင်းပဖို့ပြောခဲ့မှာအစိုးရကဒီတဲထဲမှာဘလို့လုပ်ပြီးနေကြမှာလဲသမီးလေးဖူးပွင့်ရလဲငါတို့သမီးအရင်လိုမျိုးချိရတဲ့ခလေးပဲဟာဦးအော် ဲ့လိုပြောပေးတာနဲ့တင်ကျေးဇူးတင်နေပါပြီရှင်။ထိုင်ကြအောင်နော်။ကျမအားလုံးတို့စားစရာနဲ့မုံတွေသွားလုပ်ခဲ့ပါမယ်။ဒေါ်တာလေးဖူးပွင့်တဲ့အတူတူအားလုံးတို့လက်ဖက်ရည်နဲ့မုံတွေကိုယူလာပေးလိုက်ပါရယ်။ဒီလိုနဲ့ပဲညနေဆောင်သွားခဲ့ပါရယ်။ဟင်။ဘလို့ဖြစ်ရတာလဲအမေရယ်။အားလုံးကစကားတွေပြောနေကြတာပဲ။ဘာအလုံးမှလည်းကူမလောက်ကြောက်ရယ်။အမျိုးသမီးတွေကလည်းအိမ်မှာတလောက်အလုပ်တွေပုံနေတာမမြင်ကြတာလားပဲ။ကဲလာငါတို့ညစာပြင်ရအောင်ညီမလေး။ နေငါကူပေးအောင်နော်ငါတယောက်တည်းတလောက်လူတွေအများကြီးဆောင်မချက်နိုင်ဘူးမမရဲ့စိတ်မပူပါနဲ့ညီမလေးအကုန်ကူလောက်ပေးပါမယ်မဟုတ်တာသမီးလေးရဲ့နေကနောက်တရက်နဲ့ဆိုရင်ပဲလက်ထက်ရတော့မှာအောင်အလုပ်တွေမလုပ်ပါနဲ့သမီးကသွားနာနေလိုက် အမေသမီးကြီးကိုကူညီပေးလိုက်မယ်မိသားစုဝင်တွေအများကြီးရှိနေတာတော့မှသူတို့မိသားစုတွေအားလုံးအတွက်ဒေါ်တာနဲ့ခင်မြတ်ကသာသမီးဟင်းတွေကိုချက်နေရပါတယ်ဒီလိုနဲ့အားလုံးထမင်းစားကြပြီးတဲ့နောက်မှာတော့အားလုံးအေးရုံမဲ့အချိန်ကိုရောက်လာခဲ့ပါတယ်။ ။ဒါနဲ့ဒေါ်သားလေးသူ့သားငယ်မောင်အီးနဲ့အတူတူအိမ်ရှိကန်းချင်းချင်းလေးတွေမှာပဲအိယာရီကိုခင်းပေးလိုက်ပါရယ်။ပြီးတော့အားလုံးအပူတက်သားစေဖို့အတွက်ပန်ကာလေးတွေကိုဖွင့်ထားပေးလိုက်ပါရယ်။ဒီပန်ကာလေးတွေနဲ့ဘလူနေရမှာလဲကျွန်တော်တို့ဒီဟာတွေဖွင့်ထားတာတောင်ပူနေတော့မယ်။ပြီးတော့အိယာလည်းဒီလိုအဖြစ်လေးတွေပဲခင်းပေးထားတော့ဘလို့အိယာမှလဲအမေတာကျမ်းမြေပေါ်မှာမအိတ်ချင်ဘူးတာကရင်နဲ့ပဲအိတ်ချင်တာအမေလေးတည့်ရတာနဲ့တာမှုရံနဲ့မဟုတ်ရင်မအိတ်တတ်တာဘူး ဘယ်တက်နိုင်မလဲတားရဲ့အမေတို့ကရွာကိုရောက်နေတာဆိုတော့တလောက်လေးတော့တီးခတ်ရမှာပေါ့ကဲလာအမေသားကိုပုံမြင်လေးပြောပြပေးမယ်လေလူတချို့ကတော့အိတ်သွားကြပြီတချို့ကတော့မအိတ်နိုင်လို့တညာလုံးစကားတွေသာပြောနေကြပါတယ်ဒီလိုနဲ့နောက်နေ့မနေ့ကိုရောက်လာခဲ့ပါတယ်တားငယ်ငါတို့မျိုးပေါ်သွားပြီးမင်္ဂလာဆောင်အတွက်လက်ဖွဲ့ခန်းဝင်ပစ္စည်းတွေမှားထားတယ်ဆိုင်ရလေစောစောစီစီဖုံးဆက်လာတယ်ပစ္စည်းတွေရပြီမို့လို့လာယူပါတဲ့ဒီမှာအဖေကတော့အလုပ်တွေနဲ့သွားလို့မရဖြစ်နေတယ် ဒီတော့တာတရရောက်ကိုခေါ်သွားပြီးတော့တွားယူလိုက်ပါလားဟုတ်ကောင်းပါပြီဖေဒီလိုနဲ့မောင်အေးလိန်သူ့ကိုကြီးမောင်ထွန်းစီကိုတွားလိုက်ပါတယ်အကိုကြီးမြို့ပေါ်မှာဖုန်းပွဲမင်္ဂလာပွဲအတွက်မှားထားတဲ့လက်ဖွဲ့ပစ္စည်းတွေတွားယူရမှာမို့လို့ကျွန်တော်နဲ့လိုက်ခဲ့ပါအောင်အော်မင်းရလေဆော့ဆော့ပြောရင်တော့ငါလိုက်ပေးပါတယ်အခုတော့ငါတွားပြီးလုံးစရာလေးရှိသေးလို့မင်းတနားရီနှစ်နာရီလောက်စောင့်နိုင်လေဆိုရင်တော့ရတယ်လိုက်ပေးမယ်အော်မရဘူးကျွန်တော်ချက်ချင်းတွားယူရမှာမို့လို့ထားပါတော့ဒါဆိုအကိုကြီးမလိုက်နဲ့တော့ ။ဒန်းနေမောင်အီလိန်သူတို့ဦးလေးကြီးဖြစ်သူဦးလာစီကိုတွားလိုက်ပါရယ်။ဦးလေးရေမြို့ပေါ်ကနေပစ္စည်းလေးတွေတွားယူစရာရှိလို့ကျွန်တော်နဲ့အတူလိုက်ပြီးလို့ရမလားယင်။ဟာမင်းတို့ကအခုထင်ငါတို့ကိုမနှက်စာကောင်းကောင်းလေးတောင်မကြွေးရသေးတာဘူး။ငါ့ကိုအလုပ်ခိုင်းဖို့မြို့ကိုခေါ်နေတယ်ဟုတ်လား။ဒါကြောင့်ငါယွာမင်္ဂလာဆောင်ကိုမလာချင်တာမင်းတို့တော်ကြောင့်သာငါလာရတာမောင်အီးတို့ဦးလေးကလည်းသူ့ကိုအတူမလိုက်ပေးတဲ့အပြင်ပြောဆိုနေလိုက်ပါသေးတယ် ဒါကြောင့်မို့လို့ပေါင်းအီးလည်းပဲစိတ်ညစ်သွားပြီးတယောက်ထဲမြို့ကိုသွားကပစ္စည်းတွေကိုတေးလာခဲ့ပါရဲ့။ယောဂသူတို့အင်းလေးမှာတော့နေရာတီကျောင်းပိတ်ရက်မှာမင်္ဂလာပွဲကိုကျင်းပတာဖြစ်ပြီးသူတို့မှာမိသားစုဝင်တွေကလည်းအများကြီးပဲရှိပါရဲ့။ဒါပေမဲ့မိသားစုဝင်တွေအများကြီးရှိလည်းအသုံးမဝင်ပါဘူး။ဘာလို့လဲဆိုတော့တယောက်ကမှသူတို့ကိုအလုပ်ကူမလုပ်ပေးတာကြောင့်မို့လို့ပါပဲ။ဒီလိုနဲ့ပဲနှစ်ရက်လောက်ကြာသွားခဲ့ပြီးတော့ဖူးပွင့်ရဲ့မင်္ဂလာဆန်းသွင်းလိမ့်ပွဲနေ့ကိုရောက်လာခဲ့ပါရဲ့။ကဲ ။ငါညီမလေးအတွက်စနွင်းတွေလောက်လာတာတော့ရပြီဆိုတော့သွားပြီးအမြန်ပြင်ဆင်ရအောင်မယ်။ခင်မြက်လည်းအမြန်စနွင်းပကံကိုယူပြီးတော့အထေကိုဝင်တော့မလို့လုံနေတော့မှာပဲ။ခင်ထားနေသွားတိုက်မိပါတော့တယ်။ဒါကြောင့်စနွင်းတွေအကုန်လုံးကခင်ထားရဲ့အင်ဂျီဘော်ကိုအကုန်လုံးမှောက်ကြကုန်ပါတော့တယ်။နည်းနည်းပါးပါးလောက်ကြီးလျှောက်လို့မရအောင်လား။အခုငါတေချာလောက်ထားတဲ့စနွင်းတွေအကုန်လက်ကားဖြစ်ကုန်ပြီ။ငါအင်ကြီးတွေတလောက်ပေးသွားတော့ကြတော့နင်မမြင်ဘူးလားဒါဘလောက်စေးကြီးတဲ့အင်ကြီးလည်းနင်မသိဘူးလား မိသားစုဝင်တွေကလည်းများတာကြောင့်မို့လို့အိမ်မလေးတနေ့ကိုရံပွဲပေါင်းများစွာဖြစ်နေရပါတယ်။ပြီးတော့တယောက်မှလည်းတီးမခံနိုင်ကြတဲ့သူတွေဖြစ်ပါတယ်။နောက်ဆုံးမှာတော့ခင်းမြက်လည်းမတက်နိုင်တော့ဘဲဆန်နှင်းတွေကိုထပ်ပြီးတော့ပြန်သွားကြည့်ရပါလိုတယ်။မင်္ဂလာဆန်နှင်းလိန်ပွဲပြီးတဲ့နောက်မှာတော့ဖူးပွင့်ရဲ့ဒန်းဆူပွဲပဲဖြစ်ပါတယ်။ဒီလိုနဲ့ဖူးပွင့်လည်းဒန်းဆူပြီးထိုင်နေတော့မှပဲအဲ့ဒီရီတဲကကလီမာလီဖြစ်တဲ့ထထဟာရောက်လာပြီးလက်ကဒန်းပန်းတွေကိုသူ့လက်နဲ့ပုတ်လိုက်ပါတယ်။ ဒါကြောင့်ဖူးပွင့်လက်ကပန်းဖော်ထားတဲ့ဒန်းတွေလည်းနည်းနည်းပြတ်သွားပါတော့တယ်။နင်ဘာလုပ်လိုက်တာလဲယူသွားပြီလား။ငါဒန်းတွေကုန်ပြက်စီးကုန်ပြီ။နင်ရများရရဆဆငါမြင်းကိုဘာလို့လာအော်နေရလဲ။နင်ဒန်းတွေပြက်သွားတော့လဲပြန်ဆိုးလိုက်ပေါ့။ငါမြင်းကိုလာပြီးအော်မနေနဲ့။နင်မကြိုက်ရင်ငါတို့ပွဲလည်းမတက်တော့ဘူးပြန်တော့မယ်။တန်းနေနောက်ဆုံးတော့ဖူးပွင့်လေးခက်ခက်ခဲခဲနဲ့ပဲသူ့ဒေါသကိုထိန်းထားလိုက်ရပါလေဒီလိုနဲ့ဖူးပွင့်တန်းဆိုးပွဲပြီးသွားတဲ့အခါမှာတော့တခြင်းဆိုးပွဲပဲဖြစ်ပါလေ ဒါကြောင့်မိန်းကလေးတွေအားလုံးလည်းစိတ်ကြိုက်တခြင်းတွေသိဆိုကကခုန်နေကြပါတယ်။ဒီခါမှပဲသူတို့နောက်ကိုဥလာဟာရောက်လာပါတယ်။ဒီမိန်းကလေးတွေကနည်းနည်းလေးမှကိုအရှက်မရှိကြဘူးပဲ။ဒီလိုမျိုးအတလွတ်ကနေကြတယ်။ဒါကရွာဟပွဲရလမ်းပေါ်မှာလုံနေတော့မလို့လမ်းသွားလမ်းလာတွေကြည့်နေကြတယ်လေ။ဒီလိုနဲ့ဖူးပွင့်လက်ထပ်ပွဲအတွက်ပြင်ဆင်ရင်ခက်ခက်ခဲခဲနဲ့ပဲနှစ်ရက်လောက်ကြာသွားခဲ့ပါတယ်။ရွာဖြစ်တာကြောင့်မိရလည်းမကြာခဏဆိုသလိုပြက်နေတော့မို့စိတ်ညစ်လာခဲ့တဲ့ဥပါလေး စူထားတဲ့ပတ်စံလေးနည်းနည်းထုတ်ကမိစက်တစ်လုံးကိုဝယ်ထားလိုက်ပါတယ်။ပြီးတော့မင်္ဂလာပွဲအတွက်မိစက်ကြီးကိုနှိုးထားလိုက်ပါတယ်။မတို့ဒီလိုနေရာဒီကြီးမှာရောလာလိုက်တာမှားသွားတာပဲ။ကြာဒီဥတုကပူဝဘူးနဲ့မိတွေကလည်းရမ်းပြက်တာပဲ။ဒီကြားထဲမင်္ဂလာပွဲရလည်းအိမ်အပြင်ဘက်ကြီးမှာလှုပ်တာတဲ့။မြို့ပေါ်မှာလို့မိုးလုံလေးလုံးခမ်းမမျိုးလည်းမရှိဘူး။အော်ဒါကရွာလေးကွာ။မြို့ပေါ်ကလို့အဆင်ပြေနေရာကြီးတွေမှာမရှိတာ။ရွာမှာဒီလိုပဲမင်္ဂလာပွဲလုပ်ကြရမှာပဲ။ဒါလေးတော့နားမလည်ဘူးလား။ ဥပကူတော်တယောက်နှစ်ယောက်လေးသာအလုတ်ဝိုင်းကူလုတ်ပေးပြီးအင်ကအလုတ်အသေးအကြီးမှန်မှန်ကိုအင်ကလူတွေပဲမျှပြီးလုပ်နေရပါတယ်။မင်္ဂလာပွဲအတွက်ရောက်နေတဲ့သူတွေကတော့အတူတူကူညီမယ်မရှိဘဲတဏီကုံစားလိုက်တောက်လိုက်စကားပြောလိုက်ထိုင်နေလိုက်နေပြီးပြီးတော့အင်သူအင်သားတွေကိုလည်းခိုင်းစားနေတတ်ပါသေးတယ်။ဒီလိုနဲ့တရပီးတရကုံဆုံးလာခဲ့ပြီးဒီနေ့မှာတော့မင်္ဂလာပွဲတွေကိုရောက်လာခဲ့ပါတယ်။ပြီးတော့အိမ်နေကြမှာတရွာလုံးမိတွေပြန့်နေကမိစံနှုတ်ဖို့ကြိလိုက်တော့လေမိစက်ကနှုတ်လို့မရပဲဖြစ်နေပါတယ်။ ကြည်ပါလားဒုက္ခတွေကမပြီးနိုင်တော့မိစကဘာလို့ပြက်ရတာတော့မြန်မြန်လုပ်ကြည့်သမ်းပါဟာငါတို့မှာခက်ခက်ခဲခဲဒီကိုလာပြီးနေရတာကိုဒုက္ခပေါင်းစုံနဲ့ဟုတ်ပါဟဲ့တနေကုန်ချွေးတွေနဲ့ပဲနေနေရတယ်ငါတို့ဒီမှာနေရတာနည်းနည်းလေးမှအဆင်မပြေဘူးငါလေးကြားတော့စိတ်ညစ်လာပြီခမားတို့အစောကတည်းကမင်္ဂလာပွဲအတွက်အားလုံးကိုအဆင်ပြေအောင်ပြင်ဆင်ထားမှာပေါ့အခုမိစကလည်းစီကုံပြီဘယ်လိုလုပ်မှလဲမင်္ဂလာပွဲကလည်းဒီနေ့ဟာကိုအနည်းဆုံးဒီနေ့လေးလောက်တော့အဆင်ပြေအောင်လုပ်ပေးရမှာပေါ့ ူတို့တွေကနည်းနည်းလေးမှကိုမတွေးတော့ဘဲဥပါတို့မိသားစုကိုအော်ဟစ်နေကြပါတော့တယ်။တောင်ကတော့ဥပါလည်းလုံးဝတီးမခံနိုင်တော့ပဲဖြစ်လာခဲ့ပါတယ်။အာအားလုံးတော်လိုက်ကြပါတော့။ငါတို့ဘက်ကလည်းနည်းနည်းလောက်တွေးပေးကြပါဦး။ဘာလို့ဇိုပြောနေတာလဲ။ကျုပ်တို့လည်းအလုပ်တွေဒီလောက်များနေတာပဲ။ကျုပ်တို့ကိုအဲ့လောက်ပြောစရာမလိုပါဘူး။ကျုပ်တို့အဲ့ဝမကြည့်တာဘာရှိလို့လဲ။ခင်ဗျားတို့မနဲ့မိုးလင်းတာနဲ့မနဲ့စာအစင်းနဲ့တနေကုန်ကျွေးမွေးအဲ့ခံပြီးတော့ညဘက်ဆိုလည်းအေးအေးချမ်းချမ်းအိတ်နိုင်အောင်အကုန်လုပ်ပေးထားတယ်။ ျုပ်သမီးတွေလည်းတစ်ချိန်လုံးခမရတို့စားဖို့တောက်ဖို့အတွက်ချက်ပြုတ်နေရတာကျုပ်မိမဆိုလည်းတစ်ချိန်လုံးခမရတို့အဝတ်တွေကိုရှော့ဖို့ပေးနေရတာပြီးတော့ကျုပ်တို့မှာဧည့်ခံပေးရမင်္ဂလာပွဲအတွက်ပြင်ဆင်ပေးရနဲ့တယောက်မှမနာရဘူးအလုပ်တွေကိုဒရက်ဆက်လုပ်နေရတာခမရတို့ကဖြင့်ကျုပ်တို့ကိုနည်းနည်းလေးမှတော့မကူညီပေးပဲနေပြန်ဘလို့ဖြစ်တာလဲရှင်စိတ်ကိုအေးအေးထားပါတို့အားလုံးကကျမတို့အတွက်ဧည့်သည်တွေပဲလေဒီလိုမျိုးမပြောရဘူးငါပြောနေတာအမှန်တွေးကြီးပဲငါတို့စီမှာမိဇက်စီကုံနေလို့လေတယောက်ကူညီပြီးတော့ဝယ်ပေးမယ်ဘာမှမရှိဘူး အာနုံအာနေကြတာပဲကိုနည်းနည်းလောက်မကူပဲနဲ့ထိုင်နေပြီးတော့အပြစ်ပဲလာတင်နေကြတာလေအဖေအဖေပြောတာမှန်နေဒီလူတွေကတနေကုန်တနေရာတွေမှာထိုင်ပြီးအင်းအလုပ်လည်းဘာစုဘာမှမကူညီပဲဘူးလူတွေအများကြီးရှိပြီးတော့အားလုံးအတူတူဝိုင်းလုံရင်အဆင်ပြေပြေပြီးသွားမှာဘူးဒီလူတွေကတော့ထိုင်ပြီးအကြောင်းအမျိုးမျိုးပဲပြနေတယ်အဲ့ဒီစားသူတို့ကိုအစိုးကလေးကမင်္ဂလာဆောင်ကိုမဖိတ်ခိုင်ရင်ကောင်းသားဥပနဲ့မောင်အေးစကားကြောင့်အားလုံးလည်းတော်တော်လေးကိုစိတ်မကောင်းဖြစ်သွားကြပါတော့တယ် ပြီးတော့သူတို့အမားတွေကိုလည်းသဘောပေါက်သွားကြတာမို့အားလုံးလည်းအင်အလုပ်တွေမင်္ဂလာပွဲတွေအတွက်ပြင်ဆင်နေတာတွေကိုလှုပ်ကြပါတော့တယ်ပြီးတော့တခြားသူတွေကတော့မုတ်လုတဲ့နေရာမှာဝင်ကူကြကကျန်တဲ့အမျိုးသမီးတွေကတော့သူတို့သမီးကိုဝိုင်းပြီးပြင်ဆင်ပေးနေကြပါတယ်ညနေပိုင်းမှာတော့သူတို့သားရှင်တွေလည်းရောက်လာပြီးနောက်ဆုံးမှာတော့ဖူးပွင့်ရဲ့လက်ထပ်ပွဲကိုကျင်းပလိုက်ကြပါတော့တယ်ငါသမီးလေးရဲ့ကိုကိုကိုကယူဆိုင်နော်အမေလည်းကိုကိုကိုကယူဆိုင်နော်ကျမလည်းအမေနဲ့တွေ့ဖို့မကြာခဏလာခဲ့ပါမယ်။ ဖူးပွင့်နေမိသားစုတွေအားလုံးကိုနှုတ်ဆက်ပြီးတော့ရောက်ခမရင်ကိုလိုက်တော်ပါတော့တယ်။ဒီလိုနဲ့ပွဲပြီးလို့ပြန်ကောင်းဒီအချိန်မှာတော့အားလုံးလည်းဒေါသတို့မိသားစုကိုသူတို့အမားတွေအတွက်တောင်းပန်လိုက်ကြပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့ရောမလှုပ်တဲ့နေရာသီးရဲ့မင်္ဂလာပွဲလေးဟာပျော်ရွှင်စွာနဲ့ပင်အဆုံးသတ်သွားခဲ့ပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။